အမျိုးသမီးတွေရဲ့အခွင့်အရေးနဲ့ခေါင်းဆောင်မှုအပိုင်းမှာပါဝင်ရေးကိုအစိုးရဘက်ကဦးစားပေးဆောင်ရွက်မယ်ဆိုရင်ဥပဒေနဲ့မူပေါင်းတွေကိုအမြန်ဆုံးချမှတ်တင်တယ်လို့အမျိုးသမီးရေးလှုပ်ရှားနေသူတွေကပြောပါတယ်။မေဒီကျန်သတင်းပြဖို့ထားပါတယ်ခင်ဗျာ။ တော်အတွင်းမျိုးသမီးတွေရဲ့ပါဝင်မှုကောင်းဆောင်မှုယာရုတွေမှာအမျိုးသမီးတကယ်ပါဝင်နိုင်ဖို့နဲ့အမျိုးသမီးအခွင့်အရေးတွေကိုဆိုရပိုင်းကတကယ်ဦးစားပေးရဆိုရင်အမျိုးသမီးနဲ့သက်ဆိုင်တဲ့ဥပဒေတွေဥပဒေကိုအကောင့်ထဲပေါ်နိုင်မဲ့မူပေါင်းတွေကိုချမှတ်ပေးဖို့လိုအပ်နေတာဖြစ်ပါတယ်။အမျိုးသမီးတွေမှာလူဝါရရှိတယ်မှာလေအဲ့တော့အမျိုးသမီးအရေးကြားမှတဲ့လူမျိုးမရင်းနဲ့ပတ်သက်ပြီးတော့မိန်းကုံးများမှလည်းထက်သွင်းပြောကြားရတယ်ဟုတ်ပြတဲ့ခါကျတော့တိုက်ပြည်မှာလည်းမူဝါဒတစ်ခုပေါ်လေဒေတာချမှတ်ထားတဲ့အစားပေါ် policy for women တော့နော်အဲ့လိုအခြေအနေတစ်ခုမျိုး ါတယ် policy framework တွေရှိခဲ့လို့နဲ့နောက်တစ်ခါနိုင်ငံရေးပါတီများအတိအပြီးမှလည်းအမျိုးသမီးများကိုစားပေးတယ်ဆိုတဲ့အနေအထားမျိုးနဲ့မဟုတ်ပဲဒီခါကျတော့ဈာမရေးရဓာတ်လူမျိုးများမှုကိုပေါ်ဆောင်ပေးမယ် gender policy ပေါ်လေအဲ့ဒါပါတီရဲ့မူဝါဒများအားတွေမှာထည့်သွင်းမျိုးစီဆွေးထားမယ်ပါ2015ထွေထွေရွေးကောက်ပွဲမှာအမျိုးသမီးတွေရဲ့ပါဝင်မှုအခန်းကဏ္ဍနဲ့ပတ်သက်တဲ့သူတည်တနာစာရန်ကိုအမျိုးသမီးအဖွဲ့များကွန်ရက်ကစက်တင်ဘာ4ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ လွှတ်တော်တွေမှာအမျိုးသမီးကုသလေလောင်းတွေပါဝင်မှုကအရင်ရွေးကောက်ပွဲတွေထက်ပိုများလာပေမဲ့လိုအပ်ချက်တွေကတော့ရှိနေဆဲဖြစ်ပါတယ်။မယ်ရွေးကောက်ပွဲဆိုရင်ဒါကျွန်တော်တို့ဒီရွေးကောက်ပွဲမှာကုသလေလောင်း6000ကျော်ပဲ အဲ့ချိန်မှာလူကြီးက800ဘောင်းလောက်ရှိတယ်ဆိုတော့14000ရာခိုင်နှုန်းလောက်ပဲပါတယ်ဒါတော့မှရုပ်ောက်ဝင်မှာရှုံးမဲ့လူတွေရှိလို့အကုန်နိုင်မှာမဟုတ်ဘူးအဲ့ခါကျတော့အဲ့ထက်ကိုညော့သွားနိုင်တဲ့အခြေအနေရှိတယ်ဆိုတော့လူမျိုးကြီးရပါတော့တကယ်တမ်းဆိုရင်မြန်မာနိုင်ငံလူကြီး90ရာခိုင်နှုန်းကျော်လူမျိုးကြီးဖြစ်တယ်ဆိုတော့သူတွေကမင်းထည့်နေတဲ့လူတွေကမကောက်ပုံထားရမကောက်ဘူးအရွေးခံပိုင်ဝင်ရှိရတယ်ဒီရုပ်ောက်ပွဲ မှာကိုစင်တော်တွေအများကြီးဖြစ်နေတယ်ပေါ့နော်။ဒီထုတ်ဝက်လောက်ရှိတာလို့ရတယ်။ဒါပေမဲ့အဲ့လိုမျိုးအခြေအနေမျိုးကိုတွေ့ရတယ်။အဲ့ဒါတော့နှစ်ပိုင်းလောက်ရမယ်။ဒီကတော့အစိုးရနဲ့နော်ဥပဒေတွေနဲ့ပတ်သက်တဲ့ကိစ္စတစ်ခုလောက်ရမယ်။ပြီးရင်လည်းဒီကဒီလူမှုအတိုင်းဝိုင်းထဲမှာအမျိုးသမီးပုံမှာမြင်ထားတဲ့အမြင်တွေပေါ့နော်။သူတို့ကိုဖွဲ့ခြားဆက်ဆံတဲ့အမြင်တွေကိုပြောင်းလဲဖို့အတွက်ကိုအမြင်ဖွင့်တဲ့လုပ်ငန်းတွေလောက်ရမှာဖြစ်တယ်။နှစ်ပိုင်းလောက်ရမယ်။ အမျိုးသမီးတွေရဲ့2015ရွေးကောက်ပွဲမှာပါဝင်မှုအခြေအနေစစ်တမ်းကိုပြည်내နဲ့တိုင်း14ခုရှိမြို့ကြီးတွေမှာနေထိုင်တဲ့အမျိုးသမီး1260ဦးကိုကောက်ခံခဲ့တာဖြစ်ပါတယ်။စစ်တမ်းမှာ2015ထွေထွေရွေးကောက်ပွဲကိုမဲပေးဖို့ဆုံးဖြတ်ထားသူက54ရာခိုင်နှုန်းရှိပြီးမတိကြတဲ့သူမတိတဲ့သူက46ရာခိုင်နှုန်းရှိတယ်လို့ဖော်ပြထားပါတယ်။မြို့သမီးကိုယ်စားလှယ်လောင်းကိုရွေးချယ်မဲပေးမဲ့သူကတော့42ရာခိုင်နှုန်းရှိပြီးကျန်တဲ့သူတွေကတော့မြို့သားဖြစ်ဖြစ်မြို့သမီးဖြစ်ဖြစ်မဲပေးမယ်လို့ဖြေဆိုထားကြပါဗျာ။ကျွန်မကမိသားချင်းပါ